ရုရှားနိုင်ငံကိုရောက်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာဘယ်လာရုစ်နိုင်ငံရဲ့ဖိတ်ကြားမှုနဲ့မလတ်9ရက်နေ့မှာတွားရောက်မယ်လို့စစ်ကောင်စီပိုင်သတင်းစာတွေကဖော်ပြပါဗျ။စီကောင်းဆောင်ရဲ့တီခီးစဉ်ဟာနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်ဖြစ်ပြီးနှစ်နိုင်ငံကြားစီးပွားရေးလုံခြုံရေးနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာကြားတဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်လာစေဖို့အတွက်ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ ပြောရင်တော့အဲ့လိုခေါ်တယ်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတိုင်းတော့ဟိုဘယ်လာရုစ်ဆက်ပတ်သက်လို့လဲစစ်လက်နဲ့တို့ပါတော့ဟိုဝေယူဘူးလားလေကျွန်တော်တို့ကြားဘူးလေအဲ့တော့ဘယ်လိုပဲပြောလို့နိုင်ငံရေးရောစီးရေးရောဆက်သွယ်ချိတဲ့နိုင်ငံတိုင်းတို့ပဲတူတက်လို့ရပါလိမ့်မယ်တန်မာရီယာတွေမှာချူဥရတာတွေကစီစဉ်နေစီစဉ်တာရှိပါတယ်အဲ့တော့ဒီရုရှားရောက်တဲ့အချိန်မှာအဲ့ဒီအစီအစဉ်ပြီးသွားလို့ထိတ်ခေါ်လိုက်တာမျိုးလည်းဖြစ်နေပါတယ်ဘယ်လာရုစ်နိုင်ငံဟာရုရှားနဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့အင်းကြီးချင်းနိုင်ငံဖြစ်ပြီးစစ်ကောင်စီကိုစစ်လက်နက်ပစ္စည်းတွေရောင်းချပေးနေတဲ့နိုင်ငံလည်းဖြစ်တယ်လို့ သတင်းနဲ့သူတေသနာစစ်တမ်းတွေရသိရပါတယ်။ဒါအပြင်နှစ်နိုင်ငံဟာဒေသတွင်းနဲ့ကမ္ဘာကြီးရာကိစ္စရပ်တွေမှာတူညီတဲ့အမြင်တွေနဲ့စောင့်ကြည့်နေတဲ့မိဖက်နိုင်ငံတွေလို့လဲ89ကြိမ်မြောက်မြန်မာလွတ်လပ်ရေးနေ့တဝင်လွှာမှာရေးထားသလိုစစ်ကောင်းဆောင်ကိုဘယ်လာရုနိုင်ငံကိုလာရောက်ဖို့လဲဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါလည်းရုရှားလည်းရုရှားနဲ့ကြတော့အမဒါမဟာမိတ်ကြတာဖြစ်တော့ရုရှားကိုသွားတဲ့လူတိုင်းကကျမပြင်းနေမှကြည်တာဘယ်လရုစ်လည်းသွားကြတာပဲလေသူတို့ကနှစ်နိုင်ငံတစ်နိုင်ငံလုံးဖြစ်နေတာနော်မဟာမိတ်ရက်ဖွဲ့ထားတာဖြစ်တော့ရုရှားကနေပြီးတော့ဟိုမီဗီလမ်းညာနဲ့ဘယ်လရုစ်လည်းသွားလိုက်တာလို့ညာပြောလာမှသိတာမင်းအောင်ဟိုင်းကလည်းသူကအဲ့လိုကမ္ဘာဇက်ခုံပေါ်မှာသူလည်းသွားလို့လာလို့ရတယ်ဆိုတော့ဘယ်နည်းကလည်းလုတ်ချင်နေတာနဲ့အကြိုက်ဖြစ်သွားတာပေါ့ဗျာ ဘယ်လာရုစ်နိုင်ငံဟာမြန်မာစစ်တပ်နဲ့နီးကပ်ကောင်းမှုနဲ့ဆက်ဆံရေးရှိပြီးမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတာကိုရှုံချဖို့ကုလသမဂ္ဂမဲပေးမှုအဆိုမှာစန့်ကျင်မဲပေးခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်ရဲ့ဒီခီးစဉ်မှာဘယ်လာရုစ်သမ္မတအစိုးရအဖွဲ့ဝင်ကြီးချုပ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံဖို့ရှိပြီးဒီခီးစဉ်တွင်မှာစစ်ကောင်းဆောင်ကဘယ်လာရုစ်သမ္မတကို အကမဟာတရေစီသူဂုံနူးဆောင်ပွဲတစိမ့်ပေးအပ်သွားဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်